င်္ဂလာပါဗျကိုခိုင်း Chelsea TV ကနေအပြောင်းအလဲများအားလုံးကိုကြိုဆိုပါရစေ Chelsea နဲ့ပတ်သက်တဲ့နောက်ဆုံးရအပြောင်းရွှေ့သတင်းတွေကိုသုံးသပ်ဆွေးနွေးမှုလုပ်သွားရမှာဖြစ်ပါတယ်ပထမဆုံးဆွေးနွေးခြင်းတဲ့သတင်းကတော့ Fabrizio Romano ဖော်ပြထားတဲ့ပြောင်းတာ Steve ကောင်းတယ်ဆိုတော့သတင်းဖော်ပြမှုပုံစံမျိုးဖြစ်ပါတယ် Romano ဖော်ပြတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီသတင်းကိုယုံကြည်စိတ်ချရတယ်ပေါ့နော်ဆိုတော့ဘာသတင်းလဲဘာကြောင့်ပြောင်းတာ Steve ကောင်းတာလဲ ်ချက်စီအသင်းကအထူးသဖြင့်ချက်စီအသင်းတာဝန်ရှိတဲ့သူတွေပေါ့နော်ချက်စီအသင်းလို့တော့ပြောလို့မရဘူးဒီချက်စီအသင်းတတင်းလို့ကိုသားပြုနေတဲ့သူတွေရှိမယ်အတော့ဘိုလီတို့စပော့တင်ဒါရိုက်တာ၂ယောက်တို့စသဖြင့်ပေါ့အဲ့ဒီတာဝန်ရှိတဲ့သူတွေကလက်ရှိချဲစီအသင်းရဲ့ကစားသမားအစုအဖွဲ့ပေါ်မှာခြေနှက်မှုရှိနေပြီးတော့လက်ရှိအချိန်မှာဘယ်ကစားသမားတယောက်ကိုမှရှာဖွေခြင်းမရှိနေသလိုဇန်နဝါရီပြောင်းရွှေ့ကာလမှာလည်းဘ ഹു နောက်ခံလူတယောက်ကိုခေါ်ယူဖို့ အလျင်မြန်ဆွေးနွေးမှုတွေလည်းမစတင်သေးဘူးလို့ဖော်ပြထားတာပါအဲ့တော့ကြတခြားပြောင်းလို့ရတယ်ပြောင်းတာလဲစတီးပဲကောင်းတယ်ဒီလိုကိစ္စမျိုးတွေကမျက်ခွတ်သွားပြောင်းလို့မရဘူးတပွဲနိုင်သွားရင်အဲ့လိုမျိုးပုံတံတန်တွေတရင်ထွက်လာလို့မသိဘူးကျွန်တော်တို့ကဟိုပွဲချိပြိတ်သက်ဗျာတပွဲနိုင်နိုင်တယ်လို့ပြောတယ်အရင်ခေတ်တည်းကလည်းမျိုးဟာဒီတပွဲလေးနိုင်သွားတယ်ဆိုပြီးကျွန်တော်ဖီတက်လို့နေလို့မရအောင်အသေးကပြက်လက်တီဆောက်စေကာလာဖြစ်တဲ့အတွက်တပွဲနိုင်နိုင်တဲ့လောက်ပြောတယ်အဲ့ဒီတပတ်တာကာလာအတွင်းကျွန်တော်တို့မှာစောင့်ရတာ အဲ့ဒီတပတ်တာကာလအတွင်းမှာကျွန်တော်တို့စိတ်ဆန္ဒပြေဝသွားရင်ပြိတ္တကတော့ပြုံးမှာပဲဒါမဲ့အတင်းတောင်ဝင် ရှိတဲ့သူတွေကအဲ့ဒီတပွဲတွေကိုသွားကြည့်လို့မရဘူးအဲ့လိုမျိုးသွားပြအောင်လို့မရဘူးကျွန်တော်ပြောချင်တာလက်ရှိကစားသမားစုဖွဲ့မှုကအာရကျင်းတဲ့စီကကောင်းသလားကျွန်တော်ညီကိုတွေကိုယ့်ကိုပြန်မေးကြည့်ဘလို့လို့အာရကျင်းတဲ့စီကကောင်းမလဲဘလို့ရသည်နှစ်ရာသီရှိပြီလေပြီးခဲ့တဲ့ရာသီတုန်းကလည်းရင်တမမနဲ့ချန်ပီယံလိဝင်ခွင့်ကိုကြည့်ခဲ့ရတာဒီဘလို့ရသည်မှာလည်းကျွန်တော်တွေကဘာတွေလုပ်ပြီးသွားပြီလဲအခုနိုင်ပွဲတပွဲမှမရသေးတဲ့အသင်းကိုကျွန်တော်တို့က ဖိပီစီကစားပြီးနိုင်သွားတာအလုံးပျော်နေတဲ့အချိန်ကျွန်တော်အဲ့စကားမပြောချင်လို့တကယ်တော့ဝူဖန်အန်တင်းဒီဒီနေ့ပေါ်လို့ရတယ်မှာအချိန်တွေတော်တော်ဆိုးတယ်နိုင်ပွဲတပွဲမှောက်မရသေးဘူးအဲ့လိုအတင်းနောက်အရန်နီးပြနဲ့ဟိုတနည်းပြပြယာယီအစားထိုးထားတဲ့နီးပြနဲ့ကစားခဲ့ရတာတပွဲနိုင်သွားအောင်နဲ့ဟာငါတို့စကွက်ကြီးကလုံးဝအစ်စေးပဲတရာဒီလုံးဖျက်ကျော်သွားဖို့အချိန်တွေကောင်းနေဆိုရင်ပြောလိုက်မကောင်းတော့ဘူးเนาะဘလို့မှအဆင်မပြေဘူးကျွန်တော်တို့မှအစားထိုးစရာနေရာတွေကြံသေးတယ်အခုတိုက်စစ်စုဖွဲ့မှုတဖြည်းဖြည်းချင်းစီအံဝင်သွားတာ ကျွန်တော်ကျင်တဲ့သဘောကြတယ်โอเคအတင်းချင်းထိတ်တဲ့တွေ့ဆုံမယ်ဆိုရင်တူတူတနဲ့တိုက်ဆက်စုဖွဲ့မှုမျိုးရှိတယ်။တွေ့မယ်လေကိုပါမပါဝင်ဖို့တော့အရေးကြီးတယ်။ကိုပါမမပါဝင်ဘူးဆိုရင် တကယ်ကျင်းတဲ့ကြတဲ့ရောက်လာကြည်မိုးတဲ့ရေတဲ့ရောက်လာကြည်ကျွန်တော်တို့အတိဆုံးခြေစည်းကိုကွာရာဘက်လိုမျိုးအတင်းတော့မှတရေကစားသွားတယ်။ရှစ်မှာလည်းအတင်းတို့ဒုက္ခပြီးတဲ့ဆန်လန်ကိုပါမမပါဝင်နိုင်တဲ့အတွက်ကြောင့်ဂျားရဲကဖြတ်ကန်ပေးမဲ့သူ vision ကောင်းကောင်းနဲ့ play making လုပ်ပေးနိုင်မဲ့သူအဲ့နံပါတ်10နေရာမှာမပါဘူးကျွန်တော်တို့တိုက်စစ်စုပွဲမှုကကောင်းတယ်ဆိုတာအဲ့ဆာရွက်ပေါ်ကပုံမှာပဲကောင်းသေးတာလက်ရှိအချိန်မှာအသင်းနဲ့အန်ဝင်ဖို့ frame ကြဖို့အချိန်နည်းနည်းလေးပေးအောင်မယ်နောက်ကွင်းလယ်စုပွဲမှုမစိုးပါဘူး Moses Sky ဆိုတော့ ਨੇ အန်ဆိုတို့တာမန်ခြေသွမ်းပြနေမယ်ဆိုရင်ကျွန်တော်တို့အတွက်ကွင်းလယ်ကစားသမားတယောက်လို့မလို့ဒါကိုကျွန်တော်လက်ခံတယ်ဒါပေမဲ့ defensive line မှာ Chelsea အနေနဲ့ကစားသမားတယောက်ကိုတော့မဖြစ်မနေခေါ်ယူရမယ်အခု Wesley Fofana နဲ့ Chalobah ။ဝူဗန်တနက်ပွဲမှာကောင်းသွားပေမဲ့နောက်ပွဲမှာကောင်းမယ်လို့အာမခံလို့မရတဲ့ခံစင်မှုတွေဒါတော့မဝက်စလီဖူဗာနာဒံယာပြဿနာရသွားသေးတယ်။ချာလိုဘာရောယုံကြည်လို့ရလား။တိုစင်နဲ့တွဲလို့ရလား။ဂျော့ချ်အချင်းဘောကလည်းအတွေ့အကြုံလုံနေသေးတယ်။အဲ့ဒါဘာအောင်မလို့ရလဲ။ဆိုတော့ ဒီသတင်းပေါ်ပြချက်တွေကမျိုးစုံထွက်တယ်ဆိုရင်ပဲရူမာနိုပေါ်ပြထားတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒီပုံစံတိုင်းသာ Chelsea ရဲ့တာဝန်ရှိတဲ့သူတွေတကယ်ကြီးတွေးနေတယ်ဆိုရင်လုံးဝမှားရွေးနဲ့အမှားရွေးတစ်ခုဖြစ်မယ်လို့တော့ထင်တယ်ကျွန်တော်ညီကိုတွေရော Chelsea အသင်းမှာဇန်နဝါရီပြောင်းရွှေ့ကာလရောက်ရင်ခန်စင်မူးတယောက်ကိုခေါ်ဖို့လိုလားမလိုဘူးလားဝင်ပြီးတော့ဆွေးနွေးသားကြည့် ။ Okay အဲ့တော့ကျွန်တော်ညကိုမိတ်ဆက်ပေးချင်တာလေးတစ်ခုရှိပါတယ်။ဘောလုံးပွဲတွေကစားချင်တယ်ဆိုရင် Senior Torches ကမောင်ငါ6အိုင်ဘက်ခွန်ရှိကိုနဲ့ငါတလုံးမစ်တိုကိုမမတဲ့ unit ဖြစ်အပူစုကြီးရင်းနဲ့ယုံကြည်သွားကစားလို့ရတယ်။အသေးသေးသိချင်တယ်ဆိုရင်တော့ဘာမှနမ3968931380မှာဆက်သွယ်ဆုံးသက်မေးမြန်းလို့ရပါတယ်ခင်ဗျာ။ Okay ကျွန်တော်နောက်ဆုံးဆုံးနေ့ကျင်တဲ့သတင်းကတော့မင်းကြောင်နဲ့ပတ်သက်တဲ့သတင်းဖြစ်ပါတယ်။မွေးသတင်းမြစ်က Corey Delu Sport ကပါဒါ Italy ဘက်ကသတင်းမြစ်တွေ ်မိန်ချောင်ကလိုရာတီပြောင်းရွှေ့ကာလမှာအလွတ်နဲ့ထွက်ခွာခွင့်ရမယ်ဆိုရင်ချယ်ဆီကိုဦးစားပေးပြောင်းရွှေ့မယ်လို့သိရပါတယ်ခင်ဗျ။ဒါအပြင်မိန်ချောင်ကချယ်ဆီကိုပြောင်းရွှေ့ခြင်းပင်မဲ့ချယ်ဆီကမခေါ်ရင်ဘယ်လိုလုပ်မလဲ။အဲ့တို့ကြောင့်နောက်ထပ်လမ်းဖွင့်ထားတဲ့ကလပ်တင်းတွေတော့ရှိပါတယ်။နော်ယာအသက်အရွယ်တစ်ခုရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်ဂူဒမသစ်တယောက်ရှာပုံတော့ဖွင့်နိုင်တဲ့ဘိုင်ယန်မြူနစ်နဲ့အီတလီစီးရီးဘောလုံးလောကမှာကစားသမားကောင်းတွေကိုကောက်စားလေးရှိတဲ့ယူမီဒက်စ်အသင်းပဲဖြစ်ပါတယ်။ ဲ့ဒီ Juventus ကို Bayern Munich ကိုမင်းကြောင်ဂျာဖြတ်ခေါ်နိုင်သွန်းရှိတယ်။အဓိကကတော့ Chelsea တင်းရဲ့တာဝန်ရှိရသူ၂ယောက်ပဲ။ကျွန်တော်တို့ကမကောင်းရင်တောက်တလဲလုပ်ရင်တော့ဆဲမှာပဲ။ဂိုးသမားတယောက်ကိုမလိုဘူးဆိုပြီးခေါင်းမမာနဲ့ပြောထားခဲ့တာလဲကြားပြီ။ Georgie Petrovic ကိုထုတ်ရောင်းပြီး Robert Sanchez ကိုအစ်မခိပ်ထားတာဘလို့မှကျွန်တော်တို့တွေးလို့မရဘူးပေါ့နော်။အဲ့တော့အခုချိန်မှာဂိုးသမားကောင်းတယောက်မဖြစ်မနေလိုပါတယ်။တကဘာလုံးက Chelsea ပြည်သက်တွေမြင်ပါတယ်။ Chelsea တင်းတာဝန်ရှိရသူတွေပဲ မြင်မှုလို့တော့တယ်မိန်းကြောင်သည်ကဘာအဆင့်ကိုသမားတယောက်အဲတချို့ကလည်းကို့အမြင်သူ့အမြင်မတူညီဘဲနဲ့ထောက်ပြတာရှိတယ်အဲ့လောက်လည်းမဟုတ်ပါဘူးအဲ့လောက်လည်းဟုတ်ပါတယ်စသဖြင့်မဘယ်နေရာတွေမှာအမှားရင်းများတယ်ဘာညာကျွန်တော်ကတော့အဲ့ဒါတွေကိုအထုတလဲပြိုင်ပြီးတော့ညင်းမနေဘူးကို့အမြင်ကိုသူ့အမြင်သူရှိတယ်တို့ပေမဲ့ဒီကစားသမားရဲ့ဒီလက်ရှိအချိန်ဒီဥရောပဘောလုံးဇက်ခုံဆင်မြင့်ဒန်းမှာအသင်းတွေလိုချင်နေတာကိုကြည့်ရင်သူတို့ရဲ့ level တကူကဘယ်လောက်ထိရှိနေသေးလဲဆိုတာသိတာပါလိမ့်မယ်။တေချာတကူကတော့ပြိုင်ဘက်အသင်းတွေက scouting အဖွဲ့တွေကတော့ ဟိုပိနေသူတွေတော့မဟုတ်ကြဘူးပေါ့ဗျာအခုချိန်မှာဘိုင်ယန်တို့ယူဗင်နက်စ်တို့ကမိန်ချောင်းကိုအလွတ်နဲ့ခေါ်ဖို့ကြိုးစားနေတာကိုကြည့်ကြည့်ပါမိန်ချောင်းရဲ့အရေးသွေးပိုင်းဘလောက်ထိကျန်နေသေးလဲဆိုတာသိတာပါလိမ့်မယ်အဲ့တော့ကြောင့်နွေရာသီအပြောင်းရွှေ့ကာလမှာမိန်ချောင်းကိုချက်စီးအနေနဲ့လက်ဦးမှုရယူပြီးခေါ်သင့်ပါကြောင်းတုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးဒီမှာနားခွင့်ပြုပါဆုံးဖြတ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်